အဲလက်စပေါ့ချန်နယ်ကနေကြိုဆိုပါတယ်။အားကစားနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုအပတ်စဉ်တင်ပြပေးမှာမဟုတ် Channel လေးကို Like and Subscribe လုပ်ဖို့မမေ့နဲ့နော်။ဂျပန်ဘူဖုတ်ဘောကလပ်ဒီဂျာဇွန်နေ့တစ်ခုကြောင့်ကျော်ဝါသောတမန်ကြောင့်ဖြစ်ကဘာပေါ်တွင် အောင်မြင်ဆုံးနဲ့အကြောကြားဆုံးသင်ပြရတဲ့မှာတစ်ခုဖြစ်ပါတယ်။ အင်္ဂလန်ကလပ်များ၏ချန်ပီယံလိဖလားကိုအများဆုံးရယူထားနိုင်ခဲ့သောအသင်းသင်းဖြစ်ပြီးလီဗာပူးတင်ဘယ်လိုစတင်ခဲ့လဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်1892လီဗာပူးမြို့ရှိအေဗာနန်အသင်းနဲ့အဖရီကွင်းပိုင်ရှင်ဂျွန်ဟူဒင်းတို့အကြားတွင်ကွဲငှားရန်ကပြိပခဖြစ်ပွားခဲ့ပါတယ်။ဂျာလန်နေနဲ့အေဗာနန်အသင်းဟာဂူဒီဇင်ဘာ့သို့တောင်းရှိသွားပြီးနောက်အဖရီကွင်းပိုင်ရှင်ဂူဒင်းသည်ဘောလုံးကလပ်အသစ်တစ်ခုတည်ထောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အသင်းရဲ့မူလနီးပါးအေဗာနာ SCN အဒလမိတ်ဂရောင်းလီမိတက်တို့မဟုတ် FVSC ကိုရှင်းလာခဲ့တော့လေနောက်ဆုံးတွင်လီဗာပူးဖော်ဝါကလပ်အဖြစ်1992ခုနှစ်မေလ3ရက်နေ့တွင်တရားဝင်မှတ်ဝင်နေခဲ့ပါတယ်လီဗာပူးအသင်းသည်လီဗာပူးမျိုး၏နာမည်ကိုယူ၍မှတ်ခေါ်ထားခြင်းဖြစ်ပြီးအသင်း၏လိုဂိုတွင်လီဗာပူးမျိုး၏အထိမ်းအမှတ်သင်္ကေတတစ်ခုဖြစ်တဲ့လီဗာငတ်ကိုအမြဲတမ်းထည့်သွင်းထားပါတယ်လီဗာဘက်သည်လီဗာပူးမျိုး၏တမိုင်းချောင်းနှင့်စွမ်းအားကိုကိုးစားပြုပြီးချန်ဂလီဂိတ်တွင်ရည်ထိုးထားသောယူဝင်နေပါဝတ်အလုံးစုသောစာသားသည်အသင်း၏စီလုံးမှုကိုပေါ်ညွှန်းပါသည် ဖဲချိုးတစ်စိမ့်နဲ့ဘောလုံးချစီကြောပတ်တင်ပါဝင်တော့ကနန်းနာမည်69ပြီးဟီးထရိုဖြစ်ရဆိုမှာကျွေးလွန်သွားခဲ့ရတယ်လီဗာပူးပိတ်တဲ့69ရောက်ကိုဂုံပြူအောင်မေတော်တင်ဂီတာအဖြစ်ထည့်သွင်းထားပါတယ်လီဗာပူးနဲ့ဒီ1890နဲ့1893ရာသီတွင် လာဂါရှာလီတွင်ပါဝင်ရှင်နိုင်ခဲ့ပြီးချန်ပီယံဖြစ်ခဲ့ပါတယ်1893 1894ရာသီတွင်ချန်ပီယံရှစ်ဒီဗီရှင်2တို့ဝင်ရောက်ရှင်နိုင်ခွင့်ရရှိခဲ့ပြီးဆူပလာရယူနိုင်ခဲ့ပါတယ်။20ရာစုအစောပိုင်းတွင်လီဗာပူးသည် အင်္ဂလန်၏ထိပ်တန်းအသင်းသင်းအဖြစ်အခိုင်အမာစတင်ခဲ့ပါတယ်။ မန်နေဂျာတွန်ဝက်ဆန်လက်ထက်တွင်လဘာဘူသည်၎င်းတို့၏ပထမတန်းအမှတ်ပေးမလှကို1900ခုနှစ်တွင်ရယူနိုင်ခဲ့ပါသည်။လဘာဘူသည်1906နှင့်1914အပါအဝင်ဤကာလအတွင်းစုလားများစွာကိုစုဖွဲ့နိုင်ခဲ့ပါသည်။လီဗာပူးသင်သည်လီးပြဂျော့ကေစီမံခန့်ခွဲမှုအောက်တွင်1922နှင့်1923တို့တွင်ပထမတန်းအမှတ်ပေးပလများကိုထပ်မံစကူရယူနိုင်ခဲ့ပြီး 1932ခုနှစ်တွင် FF လာကိုလည်းစုကူးနိုင်ခဲ့ပါတယ်1959ခုနှစ်တွင်ဘေးရှန်ကလေးကိုမန်နေဂျာဖြစ်ခန့်အပ်ခြင်းသည်လဘာဘူးတမိုင်းတွင်အကြီးအမားဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပြီးတမိုင်းတစ်ခုဤအစာကိုမှတ်သားပြုခဲ့ပါတယ်သူသည်အသင်းကိုအကောင်းဆုံးစီမံခန့်ခွဲကလဘာဘူးအသင်းရဲ့ရွှေခေတ်ကိုစတင်ခဲ့ပါတယ်1962ခုနှစ်တွင်ရှန်ဂလီသည်လီဗာပူးအသင်းကိုပရီးမီးယားလိဂ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ရှန်ဂလီသည်အသင်း၏မဲဝူကြီးလေးချင်းရေးစခန်းကိုခင်းနှင်းကြီးပြန်လည်ပြုပြင်ခဲ့ပြီးကစားသမားများ၏လေးချင်းကိုသိပ္ပံကြီးချခင်းမင်းနီးစနစ်များနှင့်လေးချင်းစေခဲ့ပါသည်။ ရန်ကလေးဒီအတင်းဟာအခြေခံမှစတင်ပြောင်းလဲခဲ့ပြီးစွန်စားနဲ့ငွေကြေးထောက်ပံ့များကိုရှာဖွေကကစားသမားကောင်းများသောကိုခေါ်ယူအပ်ပြီးခဲ့ပါတယ်။1964ခုနှစ်တွင်လီဗာပူးအတင်းအတွက်သမိုင်းဝင်အောင်မြင်မှုရရှိခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ပြီးဗီရှန်ကလေးဦးဆောင်မှုဖြင့်ပရီးမီးယားလိချန်ပီယံဆုကိုရရှိခဲ့တဲ့အပြင် အဖရိကန်နဲ့ချာရီစီတို့ကိုပါရယူနိုင်ခဲ့ပါတယ်။1965ခုနှစ်တွင်လီဗာပူးသည်မန်ချက်စတာယူနိုက်တက်နှင့်ကွန်မြူနတီတိုင်းကိုပူးတွဲရယူနိုင်ခဲ့ပါတယ်။1966ခုနှစ်တွင်လီဗာပူးအသင်းသည်အသင်းရဲ့ဒုတိယမြောက်ပရီးမီယာလိဂ်ဖလားကိုထပ်မံစကူရယူနိုင်ခဲ့ပြီးရုပ်ကံပြိုင်မဲ့အယ်ဗာတန်ကိုအနိုင်ယူကာကွန်မြူနတီတိုင်းကိုပါရယူနိုင်ခဲ့ပါတယ်။1980နှင့်1983ရာသီသည်မိဖန်ရှာမီလက်ထက်တွင်လီဗာပူးအသင်း၏အောင်မြင်ဆုံးခုနှစ်ဖြစ်ခဲ့ပြီး ပရီးမီးယားလိချန်ပီယံနဲ့ UEFA ယူရိုပါလိဂလာကိုရယူနိုင်ခဲ့ပါတယ်။1983-84ရာသီတွင်လီဗာပူးအသင်းသည်ပရီးမီးယားလိဂလာနဲ့အဖရိကတို့ကိုထပ်မံဆုပ်ကွနိုင်ခဲ့ပြီးရှန်ဂလီသည်လီဗာပူးအသင်း၏လီဗာအဖြစ်15နှစ်ကြာဦးဆောင်မှုကိုရပ်တန့်ခဲ့တာ1984ဇူလိုင်လတွင်အနားယူခဲ့ပါတယ်။ရှန်ဂလီနားယူသွားပြီးနောက်သူ့ရဲ့နေရာကိုလီဗာဘော့ပီစလီကတာဝန်ယူကံရခဲ့ပါတယ်။ပီစလီသည်လီဗာပူးအသင်း၏တပိုင်းတွင်အောင်မြင်ဆုံးလီဗာတစ်ယောက်ဖြစ်ခဲ့ပြီးကြီးမားသောအောင်မြင်မှုများကိုရယူနိုင်ခဲ့ပါတယ်။ ဘော့ပေးစလေးသည်လီဗာပူးအသင်းအားဥရောပနှင့်အင်္ဂလိပ်ဘောလုံးလောကကြီးအင်အားကြီးအသင်းသင်းအဖြစ်ယက်တည်စေနိုင်ခဲ့ပါသည်။သူသည်1995 96ခုနှစ်တွင်လီဗာပူးအသင်းနှင့်အတူပရီးမီးယားလိဂ်ဖလားနှင့်ယူရိုပီကတ်တို့ကိုရယူခဲ့ကာသူ၏နေပြဘဝအစားကိုအကောင်းဆုံးဖွင့်လှစ်နိုင်ခဲ့ပါသည်။ပေးစလေးသည်လီဗာပူးအသင်းကို1994မှ1983ခုနှစ်ထိနေပြခဲ့ပြီး9ရာခိုင်နှုန်းကာလအတွင်း UEFA ချန်ပီယံလိဂ်၃ချိန်ပရီးမီးယားလိဂ်၆ချိန် EFL ကပ်၃ချိန် UEFA ကပ်၃ချိန် community တိုင်း၅ချိန်အဖရိကတစ်ချိန်နဲ့ European Super Cup တစ်ချိန်စုစုပေါင်းစုပေါင်း20စုရယူနိုင်ခဲ့ပါတယ်1983 Real Madrid တွင် Bob Paisley အားယူသွားခဲ့ပြီး၎င်း၏နေရာကိုလက်ထောက်ဖြစ်သူ Joe Fagan ကဆက်လက်တာဝန်ယူကိုင်ရခဲ့ပါတယ် Joe Fagan ရဲ့ဦးဆောင်မှုအောက်လီဗာပူးသင်သည်1984ခုနှစ်တွင် UEFA Champions League နှင့် Premier League Championship ကိုတနင်္အတွင်းရယူနိုင်ခဲ့ပါတယ်1985ခုနှစ်မေလ29ရက်နေ့တွင်ဘယ်ဂျီယံနိုင်ငံဘရဇန်မျိုးရှိ ဟေးဆက်စတေဒီယမ်၌လီဗာပူးအသင်းနှင့်ဂျူဗီလက်ပြိုင်ပွဲတို့ကြားချန်ပီယံလိဂ်ဘောလုံးဝဲမကန်ခင်ဖြစ်ပွားခဲ့သောဒီကိယုံကြောင့်လူ39ဦးသေဆုံးခဲ့ပြီးအများစုမှာအီတလီပြိုင်ပွဲများဖြစ်က6ဟာကျော်ဒဏ်ရာရခဲ့ပါတယ်။ဒီဖြစ်ရသည့်ဘလုံးသမိုင်းအမဲဆက်ကြီးဖြစ်ခဲ့ရပြီးအင်္ဂလိပ်အသင်းများဥရောပပြိုင်ပွဲများရှင်ပြိုင်ခွင့်ကိုမနက်တာပိတ်ပင်ခဲ့ပြီးလီဗာပူးအသင်းဟာထပ်တိုးတစ်နှစ်ဖြင့်6နှစ်တိတိပိတ်ပင်ခဲ့ပါတယ်။1982များလတွင်လီဗာပူးသည်အင်အားအကောင်းဆုံးအသင်းဖြစ်ခဲ့သော်လည်း ဦးရောင်းမှန်ကွန်းများမှကင်းကွာခဲ့ရတဲ့ပြင်အသင်းရဲ့ဘန်နာရေးနဲ့ထိုင်းနိုင်ငံကစားသမားများကိုဆုံးရှုံးခဲ့ရပါတယ်။ဒီ decade 1985တွင်အသင်းမန်နေဂျာဖြစ်တောင်းယူခဲ့ပြီးဂျပန်ဘူအသင်းကို ပြန်လည်တူထောင်ရန်ကြိုးပမ်းခဲ့ပါတယ်။ဒက်ဂလစ်ဒီလေဘာဝုတမိုင်းအထင်ရှားဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးကစားသမားမန်နေဂျာနဲ့အသင်းကနေဝင်ဖြစ်ကြော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ကန်နီဟာလေဘာဝုအသင်းအတွက်73နှစ်သာ ကစားခဲ့ပြီးစူမလာများစွာကိုရယူနိုင်ခဲ့ကပိတ်သက်များကကင်းကန်နီဟုဂျေဆနိုးခေါ်ခံရသူဖြစ်ပြီးအသင်းရဲ့တိုက်စစ်မှာ အီရန်ရက်ရှ်နဲ့တွဲပန်ကြီးဆုံးတိုက်စစ်မှုတစ်ယောက်ဖြစ်ပါတယ်။ United League သည်အသင်းမန်နေဂျာဘဝတွင်လီဗာပူးအသင်းနှင့်အတူ Premier League ၃ချိန်၊ African ၂ချိန်နှင့် League တစ်ချိန်တို့ကိုရယူနိုင်ခဲ့ပါတယ်။၁989တွင် Hebrews လူပိမှုကြောင့်လီဗာပူးပိတ်သက်66ဦးသေဆုံးခဲ့ရပြီး Kennedy မိသားစုများကိုအပိတ်နှစ်သိမ့်ခဲ့က1992ခုနှစ်တွင်စိတ်ပြည့်စုံမှုကြောင့်မိဖုရားရုံမှနှုတ်ထွက်ခဲ့ပါတယ်။ဒီမှာဘုဒ္ဓင်သည်1990ကာလမှာ2000ပြည့်နှစ်အထိမိဘတော်ဆယ်စုနှစ်တခုကိုပြသခဲ့ရပြီး2000တခုနှစ် နေကြဟူလီစ်တန်ထမ်းမှာဖလားသုံးလုံးယူရိုပါလီအဖေကန်နဲ့လီဂါတို့ကိုရယူနိုင်ခဲ့ပါတယ်။သူ့လက်ထက်တွင်လူငယ်ကစားသမားများပေါ်ထွက်လာခဲ့ပြီးစတီဗင်ဂျရန်၊ဂျီမီကာရီကာနဲ့မိုက်ကယ်အိုဝင်တို့မှာအသင်းရဲ့အဓိကကစားသမားများဖြစ်လာကြပါတယ်။ရာဖေးပီနီဒက်သည်2004ခုနှစ်တွင်လီဗာပူးအသင်းရဲ့မန်နေဂျာဖြစ်လာခဲ့ပြီးသူသည်လီဗာပူးသမိုင်းတွင်အထူးကျန်ဆုံးနဲ့အောင်မြင်ဆုံးလူရက်များထဲမှတစ်ဦးဖြစ်ပြီး2005 UEFA ချန်ပီယံလီဂ်အောင်မြင်မှုအပါအဝင် မှတ်တမ်းတင်အောင်မြင်မှုများရရှိခဲ့ပါတယ်။ဗီနီဒက်ကြီးသူ့လက်ထက်တွင်ဇာဗီလွန်ဆိုလူရက်ကာစီယာနှင့်ဂျေဘရစီစီတို့ကိုခေါ်ယူအားပေးခဲ့ပြီးချန်ပီယံလိဘိုလူပွဲတွင်၃ခုပြန့်ရှုံးတဲ့နေရာမှာအားအသင့်ွဲပြန်လည်အနံ့ရယူခဲ့ကချန်ပီယံလိဖလားကိုကင်မောက်စေခဲ့ပါတယ်။၂006ခုနှစ်တွင် FA ဖလားကို ပြန်လည်ရယူစေခဲ့ပြီးဖီနီဒါဒီတဘာဘူဟာ2000ပြည့်နှစ်အလွန်တွင်အင်အားကြီးကလပ်အသင်းအဖြစ်ပြန်လည်ရည်တည်စေခဲ့သူဖြစ်ပါတယ်။ဘရန်နန်ရော်ဂျာသည်2012ခုနှစ်ဇွန်လတွင်တဘာဘူသင်းမန်နေဂျာဖြစ်ခန်းခံခဲ့ရပါတယ်။ ်သူ့လက်ထက်တွင်လဘာဘူးကစားဟန်ကိုတီဂီတာကအသက်သွင်းခဲ့ပြီးကစားသမားများဖြစ်တဲ့က2013-2014ရာသီတွင်ပရီးမီးယားလိဂ်ဘလာကိုအနီးကပ်ဆုံးဆိုင်ခွန်နိုင်ခဲ့ပါသည်ကြိုင်ရှင်ကလော့သည်2015ခုနှစ်တွင်လဘာဘူးအသင်း၏မန်နေဂျာဖြစ်ရောက်ရှိလာပြီးနိုင်ငံငယ်အတွင်းအသင်းကိုကမ္ဘာထိပ်တန်းအဆင့်သို့ပြန်လည်ရောက်ရှိစေခဲ့ပါသည်ကလော့သည်သူ၏စွမ်းဆောင်ရည်ဆေးရထက်သမှုနှင့်ဒီမိုဒယ်ကျန်တဲ့ဇာတ်ကြောင်းလဘောပိတ်တဲ့နိုင်ငံလုံးသားကိုသိမ်းမိုက်နိုင်ရပါတယ်။ဂျာဂျင်ကလော့ဒီဒေနိုမန်ဝမ်ဟုအမည်ဆက်က ဒီဘာမှုသိရင်ကစားကုန်ကို Gigan Present အမြန်ပြားပေးကစားနည်းကိုတောင်းလိုက်ခဲ့ပါတယ်။ကလွန်သည်အသင်းယုံကြည်မှုနဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပြီး Jurobali Final တွင်စီဗလာအသင်းကိုရှုံးနိုင်ခဲ့တော့လေ။ဒုတိယလာသောကစားပုံနှင့်အတူနောက်ရသည့်နာတွင် Liverpool ကိုဇိမ်ခေါ်နိုင်ခဲ့ပါတယ်။ကလော့လက်ထက်တွင် Liverpool သည်ကစားသမားများစွာကိုခေါ်ယူခဲ့ပြီး Mohamed Salah, Mathieu van Dijk, Alisson Becker, Sadio Mane, Fabinho, Anthony Robertson ရာဂူဂျိုနာတို့သည်ကလော့လက်ထံအာမင်သောခွန်ယူများဖြစ်ခဲ့ကြပါသည်။နီးပြကလော့၏ဥဆောင်မှုအတွင်လီဗာပူးသည်2019-2018ချန်ပီယံလိဖိုင်နယ်သို့တက်လန်းနိုင်ခဲ့ပြီးဂိုးသမားကာရီရဲ့ပြားများပြီးအမားများကျွလွန်ခြင်းတို့ကြောင့်ရီယယ်မက်ဒရစ်အသွင်းကို၃ဂိုးတိုးဖို့ဖြင့်ရှုံးနိမ့်ခဲ့ရပါသည်။2018-2019ခုနှစ်သည်ဂျာဂျင်ကလော့ဥဆောင်သောလီဗာပူးအသင်းအတွက်ရွှေရောင်နှင့်တနည်းဖြစ်ခဲ့ပြီးယူရဲ့ပေချန်ပီယံလိဖလားကိုအောင်မြင်စွာရယူနိုင်ခဲ့ပါသည်။လီဗာပူးအသင်းသည်လီတွင်ရမှတ်69မှတ်စုဆောင်းနိုင်ခဲ့တာ လိချင်မြန်မန်စီအသင်းနဲ့ရမတမတ်အကွာဒုတိယနေရာနဲ့ရာသီသိမ်းခဲ့ပါတယ်။ချန်ပီယံလိတွင်တော်တင်ဟော့စပါအသင်းကိုနှစ်ဂိုးကိုမရှိဖြင့်အနိုင်ယူကချန်ပီယံလိဒလာကိုကမ်းမြောက်နိုင်ခဲ့ပြီးချက်စီအသင်းကိုအနိုင်ယူက UEFA ဆူပါကပ်ကိုပါအရယူနိုင်ခဲ့ပါတယ်။နောက်ဆုံး2020ရာသီသည်လီဗာပူးအသင်းအတွက်နှစ်30ကြာပြီးနောက်ပရီးမီယားလိဂျန်ပီယံစုကိုပြန်လည်ရယူနိုင်ခဲ့ပြီးဂျန်ဂျန်ကလော့၏ဥဆောင်မှုအောက်တွင်၂၀ရာစုလွန်ပရီးမီယားလိဂ်ပလာကိုပထမဆုံးအကြိမ်ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်ပါလေ။ လီဗာပူးအသင်းသည်32ပွဲ၌3ဝဲသရေ3ဝဲရှုံးနေခဲ့ပြီးရမန်69မှတ်စုဆောင်းနိုင်ခဲ့ကဒုတိယနေရာမှာမန်ချက်စတာစီးတီးအသင်းကို အမှတ်ကွာချက်16မှတ်အထိဖြတ်တောက်နိုင်ခဲ့ပါတယ်လီဗာပူးအသင်းသည်2022ခုနှစ်တွင် EFL ကနေ FA ဖလားလိုကိုရယူနိုင်ခဲ့ပြီးချန်ပီယံလိဖိုင်နယ်လိုတက်လာနိုင်ခဲ့က Real Madrid အသွင်းကိုဒဂိုးကိုမရှိဖြစ်ရှုံးနေခဲ့ပါတယ်2023 2024နေရာဒီဇင်ဘာလီဗာပူးအသင်းဟာ ကစားသမားဝင်ထွက်များနဲ့ကွင်းလယ်အာဏာကျတို့ကြောင့်ကြာဆင်းခဲ့ရပါတယ်2024တွင်ဂျာဂျင်ပလော့နိုင်ယူသွားပြီးနောက်၎င်း၏နေရာကိုအာနီစလော့ကတာဝန်ယူကံတွယ်ခဲ့ပါတယ်လော်ဝူဒင်ဟာဒီကစားလက်ထက်တွင်အကောင်းဆုံးခြေစောင်းကိုပြသပြီးပရီးမီယာလိဘလာကိုရယူနိုင်ရန်လော်ကာကော်နီနာရှိပါတော့တယ်ဒီကအာနီစလော့တယောက်သူ့ရဲ့ပထမဆုံးရာသီမှာတွင်လော်ဝူဒင်အတွက်ပရီးမီယာလိဘလာကိုရယူပြနိုင်မလားဆိုတာကိုစောင့်ကြည့်ရင်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်ပါတယ်